မင်္ဂလာပါရှင်။စပုတ်ပီဒီယမြန်မာမှကြေဆွလိုက်ပါရယ်။၂025ခုနှစ်မတ်လ10ရက်နေ့တနင်္လာနေ့အတွက်နောက်ဆုံးရပြည်တွင်းသတင်းများကိုတင်ဆက်ပေးပါရမရှင်။တရင်ကောင်းစင်တန်တော်ကြီးမြို့နယ်ရှိစစ်ကောင်စီတပ်ဤတပြေညွန့်စခန်းကို KNL နဲ့ PDF ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်မှုစစ်သား30ဦးကျော်သေဆုံး။ ရန်ကုန်မန္တလေးကားလန်းဟောင်းရှိစစ်တပ်ကင်းစခန်းကိုတိုက်ခိုက်ရှင်းလင်းမှုစစ်တပ်မှ9ဦးသေဆုံးပြီးလက်နက်6လက်ရရှိရေးမြူနယ်ရှိခမရ343တရင်မှထွက်ခွာလာတဲ့စစ်သားများကိုရေးဘလူးဖွဲကတိုက်ခိုက်မှုစစ်သား9ဦးသေဆုံးပြီး15ဦးထပ်မံနေထိခိုက်ဒဏ်ရာရရှိတဲ့တဲ့တွင်ကိုတင်ဆက်ပေးကြပါမယ်။ ူစွာတန်တောင်ကြီးမြို့နယ်ရှိစစ်ကောင်စီတပ်၏တပင်းညွတ်စခန်းကို KNL နဲ့ PDF ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်မှုစစ်သား10ဦးကျော်ထိဆုံးသွားတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါရစေ။ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ရှိစစ်ကောင်စီတပ်၏တပင်းညွတ်စခန်းကို KNL နဲ့ PDF ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်မှုစစ်သား10ဦးကျော်ထိဆုံးပြီးလက်နက်ကိရဲများအများပြသိကြရရှိခဲ့တယ်လို့ KNU ကတရားဝင်ပြောဆိုပါရစေ။အဆိုပါတပင်းညွတ်စစ်တပ်စခန်းကိုမတ်လ9ရက်နေ့မွန်လွဲ့တနင်္လာနေ့မှစတင်ပြီးတိုက်ခိုက်ခဲ့ပြီးတဲ့နောက်မတ်လ10ရက်နေ့တွင်တိမ်ပတ်ရရှိထားကြောင်းရင်းစ ခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးကျော်သေဆုံးပြီး20ကျော်စခန်းဆုံးခွာထွက်ပြေးခဲ့ကြောင်းဒိုစစ်ကောင်စီတပ်စခန်းကိုအလုံးစုံမီးရှို့ဖျက်ဆီးလိုက်ကြောင်းသိရှိရပါသည်။လက်ရှိတွင် KNL နှင့် PDF ပူးပေါင်းတပ်များကတပြေးညွန့်စခန်းမှထွက်ပြေးတိတ်ရှောင်သွားသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလိုက်လံရှင်းလင်းလျက်ရှိကြောင်းသိရှိရပါသည်ရှင်။ ဆက်လက်ပြီးရန်ကုန်မန္တလေးကလည်းဟောင်းရှိစစ်တပ်ကင်းစကန်ကိုတိုက်ခိုက်ရှင်လင်းမှုစစ်တပ်ဘက်မှ9ဦးသေဆုံးပြီးတနက်6လက်ရရှိရဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။ပဲခူးတိုင်းတောင်ကုန်းမြို့နယ်ရန်ကုန်မန္တလေးကလည်းဟောင်းရှိစစ်တပ်ကင်းစကန်ကိုတိုက်ခိုက်ရှင်လင်းရမှာစစ်တပ်ဘက်မှ9ဦးသေဆုံးပြီးလက်နက်6လက်ရရှိကြောင်းတော်လိုင်းသတင်းမြစ်ထံကသိရှိရပါရစေ။မက်စလ9ရက်နေ့နဲ့4နာရီ30မိနစ်ချိန်ပဲခူးတိုင်းတောင်ကုန်းခရိုင်ကျွဲပွဲမြို့နယ်ညောင်ချေတောက်မြို့ကြားရန်ကုန်မန္တလေးကလည်းအနီးကြောက်တိုင်ကြီးရွာရှိစစ်တပ်ကင်းစကန်ကိုပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်စင်ရေးနယ် ီနှင့်ဗျူဟာ23တရင်3939နှင့်အုတ်တင်ပကဖတိုက်ခိုက်ရေးဖွဲ့တို့ကပူးပေါင်းဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်းဒို့တို့တိုက်ခိုက်မှုများတွင်စစ်တပ်မှ9ဦးသေဆုံးပြီးလက်နက်6လက်သိမ်းဆည်းရရှိခဲ့တယ်လို့သိရှိရပါတယ်ဒို့ပြင်းတိုက်ပွဲတွင်တွလင်းတပ်ဖွဲ့မှရဲဘော်တဦးကြာဆုံးခဲ့ပြီးစစ်တပ်မှသိမ်းဆည်းရရှိသောလက်နက်များတွင် MA1 နှစ်လက် G3 နှစ်လက် MA11 နှစ်လက် G ပေါက်12ခု G3 G 200 5.56G 200သိန်းစီရရှိခဲ့တယ်လို့သိရှိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်စင်ရေးနယ်မြေနှင့်စစ စင်ရေးမှူးရဲဘော်တေဦးကလည်းတာကူခရိုင်ကျွဲပွဲမြို့နဲ့ညောင်ချီရောက်မြို့အကြားရန်ကုန်မန္တလေးကာလန်အနီးရှိကြောက်တိုင်ကြီးရွာရှိစစ်တပ်ကင်းစကန်ကိုတိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်းသိရှိရပါရရှင် ဆက်လက်ပြီးရေးမြို့နယ်ရှိခမရ343တဲ့ရင်မှထွက်ခွာလာတဲ့စစ်သားများကိုရေးဘလူးဖွဲ့ကတိုက်ခိုက်မှုစစ်သား9ဦးသေဆုံးပြီး15ဦးထပ်မံထိခိုက်ဒဏ်ရာရရှိရတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။မွန်ပြည်နယ်ရေးမြို့နယ်ရှိခမရ343တဲ့ရင်မှထွက်ခွာလာတဲ့ဂျမတ်စစ်သားများကိုရေးဘလူးဖွဲ့ကတိုက်ခိုက်ခဲ့ရမှာဂျမတ်စစ်သား9ဦးသေဆုံးပြီး15ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရေးဘလူးဖွဲ့ခေါင်းဆောင်ထံကသိရှိရပါတယ်။မက်စလာကိုရဲ့အနေနဲ့နောက်ပိုင်းတွင်ခမရ343တဲ့ရင်မှထွက်ခွာလာတဲ့ဂျမတ်စစ်ကောင်စီတပ်သားများဟာတောင်စွန်းရွာထိပ်တွင် ည်းစစ်ဆေးပြုလုပ်ပြီးတဲ့နောက်ရေဘလူးဖွဲ့ကပိတ်ဆို့ထားတဲ့နေရာကိုထပ်မံဝင်ရောက်လာခြင်းကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါကျန်းဖက်စစ်ကောင်စီတပ်သားများကိုရေဘလူးဖွဲ့ကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းကြောင့်စစ်တပ်မှထိနာပြီးဝါကြောင်းအရုတောင်ဘက်ကိုတက်ပြန်ဆုတ်သွားပြီးညနေပိုင်းတွင်ရေဘလူးဖွဲ့ကဝါကြောင်းအရုတောင်ထိသွားရောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းကြောင့်စစ်တပ်မှထိခိုက်ဒိဆုံးမှုများပြားခဲ့ရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ဂျမက်စစ်သားများဟာစစ်သားမတော်လောင်းများနဲ့တရားရစစ်သားများကိုဆွဲထုတ်၍ရေးစ ေးရုံတို့ပို့ဆောင်ခဲ့ကြောင်းရေဘလူးဖွဲ့ဝင်များအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါရရှင် ဆလဘီကံဘလူးနဲ့ရေစကြိုရင်းစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်ကောင်စီတပ်သား5ဦးသေဆုံးပြီးတအူနဲ့လက်နက်လေးလက်သင်းစရာရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။စကိုင်းတိုင်းကံဘလူးမြို့နယ်ရင်းဂျမ်ဘစစ်တပ်ထောက်ပို့စစ်ကြောင်းကိုဂျာပစ်တိုက်ခိုက်ခဲ့ရမှာတအူသေဆုံးပြီးတနက်လေးလက်သင်းစရာရှိခဲ့တယ်လို့ KPL ပြည်သူ့ကော်မတီတက်မတော်တရင်3ထံကသိရှိရပါရစေ။မက်လ9ရက်နေ့နဲ့9နာရီချိန်ခန့်တွင်စပယ်နန်တာရွာနောက်ဘက်ရှိနှမိုင်ပေါက်တွင်ဂျမ်ဘစစ်တပ်ရဲ့ထောက်ပို့စစ်ကြောင်းကိုစစ်ကြောင်း3နဲ့တရင်3မှတော်လိုင်းရဲပေါ်များကဂျာပစ်တိုက်ခိုက်ခဲ့တယ်လို့သိရှိရပါရစေ။ ေရင်တိုက်ခိုက်မှုတွေကျမစစ်တပ်ဘက်မှပြူစောတိတအူသိဆုံးပြီးလက်နက်လေးလက်သင်းစီရရှိခဲ့တယ်လို့သိရှိရပါတယ်။ထို့ပြင်မကွေးတိုင်းရေစကြိုမြို့နယ်နဲ့စကိုင်းတိုင်းမြောင်မြို့နယ်ဆက်ကိုစစ်ကြောင်းထိုးနေတဲ့ကျမစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ၄ဦးသေဆုံးခဲ့ကြောင်းမြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လွန်ကျိုးရေးဖွဲ့တမှသိရှိရပါတယ်။မက်ရှလ9ရက်နေ့ရေစကြိုမြို့နယ်ဇေယျနီရွာကိုမိရှုဖြစ်စီခဲ့တဲ့ကျမစစ်ကောင်စီတပ်သားများနဲ့တလိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှ၄ဦးသေဆုံးခဲ့တယ်လို့သိရှိရပါတယ်။တိုက်ပွဲတွင်သေဆုံးသောစစ်သား ဦး၏မသားလာများကိုစစ်ကောင်စီတပ်သားများကပြန်လည်ဆွေးယူသွားခဲ့ပြီးဂျမစစ်တပ်ဘက်မှဒရုန်းများဖြင့်ပုံကျဲတိုက်ခိုက်ခဲ့တော်လဲတော်လိုင်းရဲဘော်များအထိကိမရှိပြန်လည်ကဆုတ်ခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်ရှင်။ဒီကနေ့2025ခုနှစ်မတ်လ10ရက်နေ့အတွက်နောက်ဆုံးရပြည်တွင်းသတင်းများကိုစပုတ်ပီဒီအမြန်မာမှတင်ဆက်ပေးခဲ့ရမှာဖြစ်ပါတယ်။ကျွန်မကတော့သတင်းတင်ဆက်သူနှောင်းယမှုဖြစ်ပါတယ်ရှင်။